ြောက်တော်လမ်းမှာစန်တဝါအပိုင်းခွန်မမိုအင်ယာအင်းပေါ့လေလိုက်မှာပစ္စည်းလဲဆုံးရလူလဲဆုံးရလို့ထင်မှာပေါ့ဟုတ်ဘူးလားလိုင်တို့မိမတွေဒီလိုပဲတွေးတတ်ကြတာပဲလိုင်ဒီလိုမတွေးပါဘူးလိုင်တို့ဟာအိမ်တော်မပြုတ်ခဲ့ကြပဲချစ်သူဘွားနဲ့သာနေခဲ့ကြရင်ဒီထက်ပြောစရာကောင်းမှာပဲလို့ဆိုချင်တာပါကျမတို့နှစ်ဦးရင်ထဲမှာဝေဒနာတွေကတခြားစီပါ ကျမကအိမ်နောင်ထူထောင်ရာတွင် ကိုကိုကိုအဆဆရရဥဆောင်စေခြင်းသည်ငွေရေးချေးရေးကိုမဆိုလိုပါကိုကိုအနေနဲ့ကသူ့ငွေသူ့ပစ္စည်းဖြင့်မထူထောင်ပေးခဲ့ရ၍ကျမကစိတ်ခုနေသည် ဟုယူဆနေသည်ကျမတို့နှစ်ယောက်သည်ထမင်းဝိုင်းတွင်စကားတခွန်းမှမပြောပြတော့ပါကျမဈေးမသွားနိုင်ခဲ့သဖြင့်အာလူးကို သူ့ကြီးတသက်စီပြန်ချက်ကဒန်းနလုံးရွယ်ဟင်းချိုနှင့်ပြီးလိုက်ကြရသည်ကျမကကလေးအမေမို့ဆာဆာနှင့်စားကောင်းတော်လဲ ကိုကိုကလေးငါလောက်သာစားပြီးထသွားပါသည် ခုတလောကိုကိုနင်းကျမစကားပြော၍အဆင်မပြေလာပါဒီကြားထဲတွင် စီစာဥကပြဿနာတက်ပြန်သည်ကျမတို့အိမ်ပြောင်းလာသည်မှာတစ်နှစ်နီးပါးရှိပါပြီအခုထိစီစာအုပ်သို့မဟုတ်ကုံဝင်စာအုပ်မရှိသေးခုကကြီးမှာကုံဝင်စာအုပ်မရှိဘဲနေနိုင်ဒီမှာနဲတဲ့တတိမဟုတ် သို့တော့ကြာရှည်ခံနိုင်ယူလားဆန်းအစမိကျအဆုံးအပြင်မှာဝေရပံများတော့ဈေးဘိုးကိုထိခိုက်လာသည ဈေးကတဖြည်းဖြည်းတက်လာသည့်အခါမြည်သည့်နေနေများနေွေးမရတော့မလိုရာပြန်ရောင်းပြီးလိုသည့်ပစ္စည်းပြန်ဝယ်ရသည့်စနစ်ကိုလည်းကျမနားလည်လာခဲ့သည်ပတ်ဝန်းကျင်ကလည်းတင်လာခဲ့ပြီကျမအတွက်ပုံစံတစ်စဲကိုဘကူးမှမာယူရသည်ကိုကိုအတွက်ပုံစံကိုကိုကိုနေထိုင်ရန်ရက်ကွက်မှယူရမည်ကိုကိုရောအင်ရှိကုံဝင်စာအုပ်မှကိုကိုနာမည်ကိုထုတ်ပြရမည်ပြီးမှကျမတို့နှစ်ယောက်ပေါင်း၍ယခုရက်ကတည်းကစာအုပ်အသစ်ဖွင့်ရမည်ထို့ကြောင့် ကိုကိုရိုမြို့ရဲမှာပုံစံ30ယူခဲ့ဖို့အကြောင်းကျမအထက်ထပ်မှာသည်ကိုကိုကအချိန်ဆွဲတတ်သူရွှေ့ဆိုင်တတ်သူပြီးပြီးအေးကွာယူခဲ့တာပေါ့နှစ်ဖန်လှုပ်လိုက်မယ်လေတပတ်ခါတော့အားပါပြီတွားလိုက်မယ်စသည်ဖြင့်နေရွှေညရွှေလာခဲ့ဒီမှာယနေ့ထပ်တိုင်မယ်ဒီတော့လေကျမစိတ်မရှိနိုင်တော့ပါဒါကြောင့်ကိုကိုကိုအင်ကိစစိတ်ဝင်စားဘူးလို့ပြောတာပေါ့အခုကုန်းဝင်စားဦးမရလို့ခလေးနှမုတ်လည်းမရအောင် အနိပိတ်တော့လည်းဘကိုးကပို့ပြီးလို့သားပေါ့အလုံးအပြင်ကကြီးတာဝယ်စားနေရတာတေတော့မယ်ကိုကိုရေအရင်လားလည်းနှုတ်မဖို့မရှိလို့လိုက်လက်စွတ်တကွင်ချရောင်းလိုက်ပြီးပြီအေးကွာအေးကွာနှစ်ဖန်လုတ်ခဲ့မယ်သို့တော့ကိုကိုနှစ်ဖန်ဒီမဆုံးနိုင်တော့ပါတို့ဖြင့်ကျမသည်တနည်းနည်းလဲခလေးကိုခေါင်းရင်အိမ်တွင်အပ်ခါမြို့ရဲကိုထွက်ခဲ့ရသည်ကိုကိုတို့အိမ်တို့လဲမသွားချင်သွားချင်သွားရပါလေသည် ကြီးကြီးသူစားထံမှကုံဝဲစာအုပ်တောင်းသောအခါမပေးခြင်းသလိုလိုနှင့် ADA ဆက်ထုတ်ပေးသည်စာအုပ်ယူကယောဂကော်မတီစီတို့ပြေးရသည်မပုံတယုံသွားရသည်သက်ဆိုင်ရာအရာရှိကအစည်းဝေးသွားနေ၍ထိုင်ဆောင်ရပြန်သည်ရပြန်တော့လဲကျမတို့မပုံတယုံစီအမိပေးရပြန်ပါသည်ဆန်နိုင်ကျော်လင်းအလုံးမလုံးကြတော့သလားမသိထိုနေ့အဖို့ဘာမှဆက်လို့ရမရတော့ပဲအိမ်ပြန်ခဲ့ရသည်နှက်ပြန်မလာပါဟုချိန်လိုက်သည်ကို အိမ်ရောက်တော့မောလွန်း၍ကျမစိတ်တူနေသည်ခလေးကလည်းနှုတ်ဆာ၍ငိုလာပြီနှုတ်မုတ်ကလည်းပြက်နေသည်မို့ခေါင်းရင်းအိမ်မှအတော်ကြီးအားကော်ဖီပြောတိုက်ထားသည်ခလေးကတောက်နေကြမဟုတ်၍ကြီးကြီးပါအောင်ငိုပါလေသည်အာနာဖို့ကောင်းလာသည်ကျမဒီခလေးနှုတ်တိုင်ရင်ကိုကိုကိုတွေးကဒေါသဖြစ်မိသည်ဒီနေ့တွင်မကိုကိုက9နာရီကျော်မှပြန်ရောက်လေသည်ပြီးတော့ကိုကိုစီမအရင်ငါထွက်လာပြန်သည်ခလေးကလည်းတော့အိတ်ခဲလိုက်တာဟွန်း ငါရင်လဲတင်မအေးမှာပါကျမကကိုကိုကိုစကားမပြောပဲခလေးကိုမဲကမှန်မိသည်တမီးကမလဲ့ဘူးလားကိုကိုချီသိမ့်မှာပေါ့ကွာလာလာတမီးကိုကိုကစကရောဖော်ရဖြင့်တမီးကိုလာချီပါသည်ကျမကတော့မျက်နှာကိုရှစ်ောက်ချိုးထားမိသည်ဘိုင်းချက်တလေးလိုက်တမီးစားလိုက်တာကိုကိုကမတိကျအောင်ဆောင်၍ဘာမှမဖြစ်တယ်လို့မေးလာပါသည်ကျမမှာတော့စိတ်မပြေနိုင်သေးပါဘာမှမချက်ဘူးဘာမှမချက်ဘူး တနေ့လုံးသွားရလာရတဲ့လူကိုသေးတော့မယ်ဖယ်ရီများသွားနေရလို့လေစီစာအုပ်လေစီစာအုပ်ပေါ့ကိုကိုတောင်းဝင်မြူတဲ့အလုံမမြလှိုင်ကြီးပဲလုံနေရတာပဲကိုကိုကတော့အေးအေးဆေးဆေးအချိန်တန်ယုံသွားလိုက် အပေါင်းအသင်းနဲ့ပြောလိုက်ပေါ့ဟုတ်လားလှိုင်တို့မှာတော့ကို့အိမ်တောင်ကိုလစ်လူမရှုနိုင်ဘူးဆိုတော့လှုပ်ရတယ်ရှင်လှုပ်ရတယ်ဝင်ဝင်မရှိတဲ့လူဆိုတော့တကြက်သက်သာလည်းမနေတမတ်သက်သာလည်းမနေသက်သာအောင်ရှာကြံရတယ် တကယ်တော့ကျမမှာတွားရလာရဒီကလည်းမော ရုံးကလူတွေကလည်းအောက်ကျိုကပြောဆိုခဲ့ရသဖြင့်အလိုလိုစိတ်တူနေခဲ့ကကိုကိုအပေါ်တွင်ဆိုင်နာရောမဆိုင်နာပါအတိုးချ၍မဲနေမိခြင်းဖြစ်ပါသည်ဒါလေးလုပ်ရတာများတွေ့ကပ်နေရသလားလှန်ရတယောက်မအားလို့တယောက်တွားရတာပဲတွေ့ကပ်လို့ပြောတာမဟုတ်ပါဘူးကိုကိုကနေနိုင်လို့နေအိမ်မကိစားဆိုတာတလငွေ300အလက်ယုံနဲ့အကုန်ပြေလေတာမဟုတ်ဘူးကိုကိုရဲ့လောက်ငတ်အောင်အဆင်ပြေအောင်မနေစူးစမ်းနေရတာ လိုက်မှသာလိုင်းပြည့်လည်နေတယ်ထင်လို့ကိုကိုနေမိတာပါပြီးကိုကိုလည်းဒါရီနားမလဲခဲ့ဘူးကိုကိုဒီတကယ်နားမလဲတော့ခလေးတယောက်ပေါ်မှာကျမကိုငိုင်ကြည့်နေပါသည်ကျမမှာတော့ဒေါသအရှိန်ပြေးသည်ဒါတော့လိုင်းမပြည့်လဲတာပြည့်လအောင်ကြိုးစားနေရတာကိုကိုကိုအစအဒီလိုအလုပ်မျိုးတွေနားမလဲခဲ့တယ်လို့လိုင်းလည်းနားလဲခဲ့တာမဟုတ်ပါဘူးဘယ်အိမ်အောင်ရှင်းမှနားလဲခဲ့မှာမဟုတ်ဘူးကြုံလာမှဒီလိုပဲအလိုလိုနားလည်လာကြတာကြီးပါပဲကိုကိုကတော့နားလည်ဖို့လည်းမကြိုးစားဘူး စ조사ဖို့လည်းမလိုဘူးလို့ထင်နေတယ်။တကယ်တော့ကိုကိုဟာကိုကိုတက်တာအောင်သာနေတတ်တဲ့တကူကောင်းသမားပဲ။ရုတ်တရက်ကိုကိုမျက်နှာတင်းမာသွားပါသည်။မင်းမင်းငါ့ကိုတကူကောင်းသမားလို့ပြောတယ်ဟုတ်လား။မင်းရဲ့စီရင်မလောက်ဘူးဆိုလို့တစ်ဖက်တစ်လမ်းဝင်ငွေရအောင်조사နေတယ်။ဒါရင်ကြတော့မင်းမသိဘူးမဟုတ်လား။မင်းဘက်ကပဲမင်းအမြဲတွေးနေရပဲ။ငါပဲလုပ်ရတယ်။ तू ကတော့ဘာမှမလုပ်ဘူး။ငါပစံမဲကုန်ရတယ်။ तू ကတော့ဘာမှမဝေဘူး။ဒီလိုပဲတွေးနေတာပဲမဟုတ်လား။ ကိုကိုသည်ကျမကိုဒေါသဖြင့်ပြန်အောင်ရင်ကလေးကိုကရင်မော်ပြစ်ချလိုက်ပါသည်ကလေးကဆူဆူဝါဝါအုံငိုလိုက်ရာကျမပါသမီးနှင့်မျက်နှာအပ်၍ရှိုက်ခါရှိုက်ခါငိုလိုက်မိပါတော့သည်ငိုရလွန်းသဖြင့်ကျမကောင်းကင်နေပါပြီကိုကိုသည်အရက်ဆေးလေးကိုဆွဲဆဲလန်းလန်းတောက်တတ်သူမဟုတ်ပါတခါတည်းရန်အပေါင်းအသင်းများနှင့်သူတို့အခေါ်ပွဲရှိလင်သာတောက်တတ်ပါသည်ဘသူမင်္ဂလာဆောင်မှာမို့ဘသူကယာရုတက်လို့ ဘသူကစာမပွဲအောင်လို့စသည်ဖြင့်ဖြစ်ပါသည် ထိုအခါမျိုးရင်လည်းကျမကိုချူတင်၍အတိပေးသွားတတ်ပါသည်ယနေ့တော့ကျမကိုလည်းဘာမှပြောမသွားသူ့သဘောနဲ့သူစိတ်ညစ်ညစ်နဲ့တောက်လာသလားမသိပါကျမကလည်းကျမပြဿနာနဲ့စိတ်တုန်နေခိုက်မှုရန်လုံးမိပါသည်ကိုကိုဒီငိုနေသောကျမကိုကြောက်ခိုင်း၍ဆောင်းကောင်းမှုချုံကအိတ်နေခဲ့ပေသည်။ချစ်သူဘွားကလှိုင်မြည့်ရေတစက်ကြလင်း ကိုကိုမနေနိုင်ပါဘူးဟူသောအပြောမျိုးကိုကျမတတိယမိပါသည်ပိုး၏ဝန်းနေမိသည်မနက်တွင်ကိုကိုအစောကြီးထား၍ထမင်းမစားဘဲထွက်သွားပါသည် ကျမသည်အိမ်လုံများကိုလုံနေရတော့လဲစိတ်မပါတော့ပါတယောက်နဲ့တယောက်ရံမဖြစ်ကြစရန်မညူစုကြစရန်ဟူသောအိမ်တော်၏လမ်းစဉ်ကိုဘဲပုံပြန်ဆရပါမည်နီဟူတွေးတော့ကြံစနေမိပါသည်ညနေတွင်တော့ကိုကိုအစောကြီးပြန်အောင်လာပါသည်လက်ထဲတွင်လည်းပစ္စည်းတွေပါလာသည် ရေပုံးကျိုးပြတ်တော့မယ်ဆိုလို့ရေပုံးကျိုးဝယ်လာခဲ့တယ်။ဒါကခြေသုပ်ဖို့ဖုံလေးရော့ဝတ်ဦးချောင်းကြော်လိုက်နော်။ကိုကိုဒီကျမမျက်နှာကိုမကြည့်ပဲပစ္စည်းများကိုချပြပါသည်။ကျမကလည်းကိုကိုမျက်နှာကိုမကြည့်ပဲပစ္စည်းများကိုသိမ်းလိုက်ပါသည်။အော်အော်တမီးဖို့နှုတ်ဖြော်တဲ့ခွက်ကလေးပါပါသေးတယ်နှုတ်ဖြော်ဒီခွက်ကလေးကွဲသွားဒီမှာကြာပါပြီခခုမှတော့လဲထုံးစံအတိုင်းမိခဲ့တဲ့ကြီးတာဖြစ်ပြီးကျမလက်လျှော့ထားခဲ့ရသည် အခုမှမနေ့ကရင်ဖြစ်ထားသည့်အချိန်ဖြင့်သူသတိရသဖြင့်စဉ်းစားကဝေလာခြင်းဖြစ်ဟန်တူပါသည်ကျမကကိုကိုအလွန်ကြိုက်သောဝတ်ဥချောင်းကို စီပူလေးဖြင့်လိတ်ပေးရင် ကျမတို့အိမ်အောင်ကြမှာကိုကိုကိုဝတ်ဥချောင်းတစ်ခါမှဝယ်မကျွေးခဲ့ဘူးသည်ကိုသတိရနေမိပါသည်ကျမထမင်းပွဲပြင်ပြီးသွားသောအခါကိုကိုကအသင့်ရေချိုးပြီးထမင်းဝိုင်းကိုဝင်လာပါသည်ခုချိန်ထိကျမတို့နေရာကိုစကားမပြောဖြစ်ကြသေးပါ ရှက်တလူလူရဲချင်းတလူလူဖြစ်နေမိကြသည်ထိုခိုက်သမီးကပခတ်တွင်မှလူးလွန်လာပါသည်ကျမကပြေး၍ထသွားသည် ကိုကိုကလည်းသူထမင်းစားနေစဉ်ဘာမှထမလို့တတ်ပါပဲပြေး၍ထလာပါသည်လှိုင်စားပါကိုကိုခြိလိုက်ပါမယ်ကိုကိုစားပါလှိုင်မဲခြိပါမယ်ပေးပါသွားပါလို့ဆိုနေကျမတို့နေရာသည်သမီးကိုလူရင်မျက်နှချင်းဆိုင်မိကြသည်ကျမကဟမ်ဆောင်နိုင်မယ်ရဲမိသည် ဟဲကိုကိုကလှိုင်များတကယ်ကလေးမကြည့်တော့ပဲကိုကိုကိုပေးလိုက်မလားလို့ရင်ထဲမှာတထိတ်ထိတ်နဲ့ကိုကိုကရေရေမောမောပြောဆိုရင်ထမင်းစပွဲစီတို့ပြန်သွားပါသည်ချီဆန်းချီဆန်းသူများသူတကယ်စေတနာနဲ့ချီမြှင့်ပြောနေရမှတာဒါကြောင့်သူ့အမုံလားကဲကဲကျမကကိုကိုကျော်ပြင်ကိုမနာအောင်ထွရိုက်နေမိပါတော့သည်လှိုင်ရေကိုရိုးရွှင်သွားမကြည့်ရတာကြာပြီး ဂုံယုံမှာကားကောင်းနေသွားကြည့်ရအောင် တနင်္ဂနွေနေ့တနေ့တွင်ကိုကိုကကျမကိုရုပ်ရှင်ကြည့်ရန်စိတ်လိုလျားခေါ်ပါသည် ကျမတို့မှာခလေးရပြီးကလေးကရုပ်ရှင်အတူမကြည့်ခဲ့ရသည်မို့ကျမဆိုလျင်ရုပ်ရှင်အကြောင်းမေ့ပင်မေ့နေပါပြီခလေးတစ်ဖက်နဲ့ကိကိကထများလာပါတယ်ကိုကိုရာရုပ်ရှင်ကြည့်ဖို့ဆိုတော့သူများရင်အထားခဲ့ရမှာလည်းမကောင်းကိစ္စရှိလို့သွားရတာတော်သေးခေါ်သွားမှာပေါ့လှိုင်ရလှိုင်လက်အိမ်ထဲမှာနေရညင်းငွေရောပေါ့ လာပါ သမီးကိုကိုကိုချီပါမယ်ကိုကိုကလိုက်စေခြင်းလုံးသဖြင့်ကျမမှာရွှေရှင်သွားရင်ပြင်ရဆင်ရပါသည်ပြင်ဆင်ရသည်မှာကျမအတော်မဟုတ်တော့ပါသမီးအတွက်နှုတ်ပလင်းမုံအဝိစက်ကူစသည်တို့ပင်ဖြစ်ပါသည် ကျမအဆောင်မှာနေစဉ်ရွှေရှင်သွားရင်ကိုကိုလာခေါ်လင်းကျမအလှပြင်နေသည်ကိုနိုင်ယူဝတ်တနိုင်ခန့်များကိုကိုအဆောင်ရှိမှထိုင်ဆောင်ရတတ်ပါသည်ယခုတော့ကျမကိုကျမထိုမြခြေတလူစိတ်မရှိတော့ပါ လောက်ပဲလောက်အောင်ပြင်ထားပြင်ထားခလေးကတစ်ဖက်ချင်းကတစ်ဖက်ဘတ်စကားပေါ်တိုးတက်ရအောင်မီဆိုတော့အလဘယ်မှာရှာနိုင်တော့ပါမလဲခါတိုင်းဆိုရင်တော့တယောက်နဲ့တယောက်ဆွဲ၍ကြော့ကြော့မော့မော့ထွက်သွားယုံသာယခုတော့ကိုကိုကခလေးကိုချီ၍ကျမကချင်းကိုဆွဲ၍ထက်လာခဲ့ကြရပါသည်သုံးမိန်းလေးခေါ်ပါကိုကိုရကျမတိုက်တွန်းသဖြင့်ကိုကိုကသုံးမိန်းငါရန်လာသည်မလူပါသည်ဖြစ်စေမပါသည်ဖြစ်စေချိုးချိုးဆဆာတားရှာပါသည် သို့တော့တစည်းတလေးမှအဆင်မပြေပါ နောက်ဆုံးတော့ဘတ်စကားပေါ်တို့တိုးတိုးဝေးဝေးတက်လာခဲ့ကြရသည် ခလေးတစ်ဖက်ချွေးကထွက်နေမှုဆက်သွားခြင်းစိတ်ပင်မရှိတော့ပါစတော်လေးချက်စတော်လေးချက်လက်မမောင်ကိုနင်းတိုးရချီပြီကျမမှာတော့ဈေးဘိုးတဲကပါတော့မြေကိုတွေးမိပြီးပြန်လှည့်ပြေးခြင်းနေပါပြီကိုကိုကလာမိမှာတော့မထူးတော့ပါဘူးကွာဆိုပြီးဝေကြည့်လိုက်သည် ရုပ်ရှင်အစပိုင်းမှာတော့သမီးကညီသေးသည်ကြာတော့ပူအိုက်လာယူလာမသိဂျီတိုက်လာပါပြီနှုတ်ဘူးတိုက်ယူလည်းမရနှုတ်တိုက်ယူလည်းမဆိုပဲငိုရွေးတာနေတော့ရာဘေးလူများကိုအားနာစရာဖြစ်လာ၍ကိုကိုကသမီးကိုချီကထားမိဟန်ပြင်ရလေသည်နေပစီကိုကိုလှိုင်းချီပြီးအပြင်ခဏထွက်လိုက်မယ်ကိုကိုကြည့်ပါအိုးကိုကိုပဲခြီလျှောက်လိုက်ပါမယ်လှိုင်းကြည့်နေပါကိုကိုကတကယ်ပင်ကျမကိုညတာက သမီးကိုချီပြီးအပြင်ထွက်သွားပါသည် ကျမမှာရုပ်ရှင်ကြည့်နေရတော့လဲစိတ်မဖြောင့်နိုင်ပါကျမတို့ချစ်သူဘွားကရုပ်ရှင်ဒီပင်ကျမတို့အတွက်နားခိုရာတနေရာဖြစ်ခဲ့ရပြီး လက်ချင်းဆက်ခေါင်းချင်းဆိုင်ွေကြည့်ခဲ့ကြရသည်ဇက်ကားထဲမှာပါတီကိုကြည့်ရလဲရဲရသည် မပါတီကိုပြောရလဲရဲရသည်ရဲစရာဓာတ်လန်းသည်လဲကျမတို့အတွက်ကြည်နူးစရာဝမ်းနည်းစရာသည်လဲကျမတို့အတွက်ရွှင်မြူးစရာသာပါ ကျမကစိတ်မဖြောင့်စွာဖြင့်ယုံဘဝကိုသာလှဲ့ကလှဲ့ကကြည်နေမိသည်ခဏအကြာတွင်တော့အိပ်ပျော်နေသောသမီးကိုခြေ၍ကိုကိုပြန်လာပါသည်သမီးကိုကျမပေါင်မော်ရင်တိတ်ခါရုပ်ရှင်ကိုစိတ်မအေးစွာဖြင့်ဆက်ကြည့်ရပြန်ပါသည် ဟော့တော့ကိုကိုရဲ့သမီးတော့တေးပေါက်ချပြီ ရုပ်ရှင်အပြီးတွင်တော့ကျမလုံကြီးတွင်တေးခွက်ကြီးနှင့်ပြန်ထွက်လာရသည်ကဲဘလောက်များစိတ်ညစ်စရာကောင်းပါသလဲဒီနောက်တွင်တော့ကျမတို့နှစ်ယောက်စလုံးမတိုင်မြင်မဲနဲ့ ရုပ်ရှင်အကြောင်းမြည်သူမြတ်စကားမဆကြတော့ပါအိမ်လာက90ချက်တည်င်းစာ9ချက်ပြား90ဆန်30ချက်စီ30ချက်ငရုတ်ချက်သုံး10ချက်ပြား90နိုမုံ90ချက်ရနန်စီ5ချက်ကိုကိုသုံးရ60ချက်ပေါင်း243ချက် ကိုကိုလာက385ကျပ်ကျန်ငွေ132ကျပ်တစ်လလုံး3ရံကျမဒီစီရင်စာအုပ်ကိုကန်ရင်တက်ပြင်းတာတွင်တွင်ချပြပါသည်ဒီအတိုင်းသာဆိုရင်တော့ဒီလာတဲ့လက်ကောက်တစ်ဖက်ပဲပေါင်ရမလားငကတ်လေးတရံပဲရောင်းရမလားတွေးနေမိပါသည်တိုင်းနိုင်လူမှုရေးများနှင့်ကျမ်းမာရေးစိတ်များကရှိသေးသည် ရုံမှာဗာကြီးညာကြီးစသဖြင့်ပေးရသည်ကလည်းရှိသေးသည်။တမီးလေးကတလကိုနှစ်ခါလောက်တော့ဆရာဝန်စီပြေးရတတ်သည်။တွေးတွေးပြီးစိတ်လေးရသည့်အထဲမမျော်လင့်ပဲမီတာကတောင်းသည်။နိုတစ်စာကြီးကရောက်လာသည်။တကယ်တော့မီတာကမှတလ6ချက်ခန့်သာကြသည်။လစဉ်မီတာက တောင်းခံသည့်စာရွက်လေးရတိုင်းကျမကကိုကိုစီအပ်သည်။ကိုကိုတို့ရုံနဲ့နေတာပဲ။သွားဆောင်လိုက်ပါဟုဆိုလဲမှသည်။ သို့တော့ကိုကိုကမိမြဲကြာတော့ကိုကိုရုံးလေအိတ်ထဲမှာမီတာကစာရွက်တွေပေါင်းစည်းမိနေသည်ခုတော့ notice စာလာပြီ80ချက်ခန့်ရှိနေပြီကဲဘယ်နဲ့လုပ်ပြရပါကိုကိုရုံးမှပြန်ရရောက်ချင်းကျမက notice စာကိုဖြန့်ပြလိုက်သည်ကိုကိုမျက်လုံးပြူသွားသည်ပြီးမှဒစုံတစ်ခုကိုတွေ့တော့ကကိုကိုရောင်းခိုင်းထားတဲ့ပစ္စည်းလေးတစ်ခု၄-၅ရက်နေရင်ပတ်စံရမှာတီးတော့ဆောင်းလိုက်တာပေါ့ ။ "तू อ่ะ9ရက်အတွင်းလို့ဆိုထားတယ်မဟုတ်လား။ညီပါလိုက်မယ်။ဘာဖြစ်စီရောင်းခိုင်းတာလဲကိုကို။နိုင်တလုံးမှာဘသူနိုင်လဲ။အကိုကြီးကိုထွန်းသားကိုသူများကရောင်းခိုင်းတာပါ။အဲ့ဒါအကိုကြီးကမင်းရောင်းလို့ဆိုရင် အမျက်ရတာ၃လိုက်တဲ့။နိုင်ကအဟောင်းလားအစ်စ်လား။အစ်စ်ပေါ့။ဟွန်းကိုကိုမောင်ခိုလောက်တာလိုက်မဟုတ်ပါဘူးကွာသူများရောင်းခိုင်းလို့ပါဆိုမှကဲထမင်းစားကြမယ်ကိုကိုကဆက်မပြောချင်၍ကျမဘာမှမမေးတော့ပါ ဟင်းချိုးကိုနှွေးရင်ထမင်းပွဲပြင်လိုက်ပါသည်။လှိုင်လဲဒီချန်နဲ့အိမ်ကိုငှားမိတာအတော်ကန်ကောင်းတာပဲနော်။ကိုကိုကထမင်းဝိုင်းကိုကြည့်ရင်ရုတ်တရက်ပြောလိုက်ရာကျမကဘာကိုဆိုလိုမှန်းမသိလိုက်ပါ။ဘာဖြစ်လို့လဲကိုကို။အော်ကမွန်ကြီးရဲ့ကျိုးစပယ်ရှယ်စားရတာပေါ့။အဲ့အခါကျမကိုကိုစကားကိုကျမရိပ်မိပါတော့သည်။ channel တွင်ကမွန်ရွက်မကြီးပင်နှင့်ဓာတ်နှလုံးပင်များရှိရာ ကျမဒီဈေးသွားပြီးတဝဲလဲလဲနဲ့ဘာဝယ်ရမှမသိတိုင်းပဇွန်ကြောင့်နဲ့မြင်ကပိကိုဝယ်လျက်ပြန်လာပြီးကမွန်းချင်ရွက်ကျော်နဲ့ဓာတ်နှလုံးရွက်ဟင်းကားကို တွင်တွင်ချက်တက်သောကြောင့်ဖြစ်ပါလေသည်ကိုကိုမစားနိုင်ဘူးလားချက်ခါစားကစားလို့မေးလိုက်တာကွာဟုပြောတတ်တော်လဲကြာတော့ဘာမှမပြောပဲယခုညဉ့်ညူစားပင် ပြူလာတော့ပြီဖြစ်ရာကျမမှာ စိတ်မကောင်းဖြစ်ရပါသည်